မြန်မာနိုင်ငံမှာရှိတဲ့ YouTube စင်တို့တွေကိုကျွန်တော်တို့ကဖြည့်ဆည်းရမှာမြစ်ရှုရဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုမြစ်ရှုရမှာခြေတော်တွေနဲ့မြင်ရမှာဒါတွေနဲ့ခုပ်ပလိုက်ရမှာနော်ဟယ်လိုအားလုံးပဲမင်္ဂလာပါအဲ့တော့ဒီကိစ္စကိုဘယ်လိုရေးယူကြမလဲမနေ့ညကကျွန်တော်ဗီဒီယိုလေးတွေ့လိုက်တယ် ဲ့တော့အဲ့ဒီဗီဒီယိုလေးကကျွန်တော်တို့ဗုဒ္ဓဘာသာကိုအင်မတန်စော်ကားထားတဲ့ဗီဒီယိုဗျစော်ကားထားတဲ့ကောင်ကလည်းမလောက်လေးမလောက်စားခလေးတာတာကိုးကွယ်မှုကြက်မပြည့်တဲ့ကောင်အဲ့တော့အရင်ဆုံးနားထောင်ကြည့်အောင်ဗာဒီပြောထားလဲဆိုတော့မြန်မာနိုင်ငံမှာရှိတဲ့ YouTube စင်တူတွေကိုကျွန်တော်တို့ကဖျက်ဆီးရမှာမြှို့ရမှာဗုဒ္ဓဘာသာတွေထုထားတဲ့ဗုဒ္ဓမြတ်စွာဘုရားကိုမြှို့ရမှာခြေတော်တွေနဲ့ညင်ညမှာဓာတ်တွေနဲ့ခုပ်ပလိုက်ရမှာနော် ရွှေပြငွေဖျားတွေကိုကျွန်တော်တို့ကမကူကြရမှုမတတ်မရဘူးအင်းဒီမှာမတွညဘူးဘုဒ္ဓဘာသာတွေကကိုယ်တိုင်နဲ့ထုထားတာကြည်လားကိုယ်တိုင်နဲ့ထုပြီးမှကူးကွယ်တာကုံတော်ကိုကူးကွယ်တာတည်တော်တဲ့လူကိုယီမှန်ပြီးမှထုထားပြီးမှကူးကွယ်တာနော်အဲ့ဒါတွေကကျွန်တော်မကြိုက်လို့ပြောနေတာမဟုတ်ဘူးဖျားတခင်မကြိုက်လို့ပြောနေတာကျွန်တော်အချင်းချင်းပြောတယ်ဖျားတခင်မကြိုက်လို့ပြောတာကျွန်တော်ကြိုက်ကျွန်တော်ကြိုက်လို့ကျွန်တော်ပြောချင်လို့ပြောနေတာမဟုတ်ဘူးဖျားတခင်အလိုတော်အားကျွန်တော်ပြောနေတာ ဲတော့ဗုဒ္ဓဘာသာအိမ်ဒီမှာရှိတဲ့ယုတ်ထုတွေကိုဖျားဆင်းနုတော်တွေကိုမိရှုဖြက်စည်းရမှာခြေတော့တွေနဲ့နင်းရမှာဓာတ်တွေနဲ့ခုတ်အောင်မှာဆိုပြီးတော့ဒီခရိယန်ဘာသာဝင်စက်မပြည့်တဲ့ကောင်ကပြောတယ်အဲ့တော့ကျွန်တော်ကဗျာကျွန်တော် channel မှာကျွန်တော်ဗုဒ္ဓဘာသာစစ်စစ်ပါအဲ့တော့ကျွန်တော် channel မှာကျွန်တော်တို့ဘာသာရေးနဲ့ပတ်သက်ပြီးတော့ကောင်းစေခြင်းနဲ့စိတ်စေတနာတွေနဲ့ ေဖန်ထောက်ပြမှုတွေကျွန်တော်တောက်လျှောက်လုပ်လာခဲ့တယ်။စော်ကားထားတာမျိုးမဟုတ်ဘဲနဲ့အပြုသဘောဆောင်တဲ့ဝေဖန်ထောက်ပြမှုတွေလုပ်ခဲ့တယ်။ဒါပေမဲ့တခြားဘာသာကိုကျွန်တော်တိကျစော်ကားပြီးတော့ဗလိန်ထားတာမျိုးတခြားဘာသာကိုစော်ကားထားတာမျိုးတခြားဘာသာကိုဝင်ရောက်ဆွဖက်တာမျိုး သူတစ်ပိုင်းရဲ့ကိုယ်ွယ်ယုံကြည်မှုကိုပြည့်ရပြုတာမျိုးဖြတ်လို့ဖြတ်စီလောက်တာမျိုးတခြားမှကျွန်တော် channel မှာတင်ခဲ့ရုံးထုံးစံမရှိဘူး။တင်လည်းမတင်ဘူး။ ဒါပေမဲ့ဒီနေ့မှာတော့ကျွန်တော်မပြောမဖြစ်ပြောရတော့မယ်ကိစ္စဖြစ်သွားပါတယ်။အဲ့တော့ခရစ်ယာန်ဘာသာနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ငယ်စဉ်ကတည်းကကျွန်တော်မှတငယ်ချင်းနေရှိတယ်ခရစ်ယာန်ဘာသာကိုးကွယ်တဲ့တငယ်ချင်းနေလည်းအများကြီးရှိတယ်။အဲ့တော့ခရစ်ယာန်တိုင်းကဒီလိုမျိုးတော့ဖြစ်မနေဘူး။အဲ့တော့ဒီကောင်ပြောတာဆိုတာနဲ့ပတ်သက်ပြီးတော့ဒီစကားတွေဟာခရစ်ယာန်ဘာသာတစ်ခုလုံးနဲ့သက်ဆိုင်နေတာမဟုတ်ဘူးဆိုတာကိုတော့ကျွန်တော်နားလည်သဘောပေါက်ထားပါတယ်။အဲ့တော့ကျွန်တော်တို့ဘာသာမှာ ဒီလိုမျိုးဘာသာရေးနဲ့ပတ်သက်ပြီးတော့ကြောင်တောင်တောင်ကောင်တွေကြွက်ချီးတွေကြက်မပြည့်တဲ့ကောင်တွေရှိသလိုပဲခရီးရန်ဘာသာမှာလည်းအဲ့လိုကောင်မျိုးပဲဖြစ်ပါလိမ့်မယ်လို့ယူဆပါတယ်နော်အဲ့တော့ပြောထားတာကတော်တော်လေးကိုလွန်သွားပြီအဲ့တော့ကိုယ့်ရဲ့ကိုယ့်ရဲ့ယုံကြည်မှုက သူများဘာသာ သူများတပ်ဝင်ယုံကြည်ရာ သူများထုတ်မြတ်ထားရာကို မထိခိုက်မနစ်နာမစော်ကားမိမှအစင်တန်းရှိတယ်ခေါ်တယ်ဗျအဲ့ဒါမှလည်းခရီးရန်ဘာသာဆိုတာက အစင်တန်းရှိတဲ့လူလေးစားတဲ့တံမိုးရှိတဲ့ဘာသာဖြစ်မှာပေါ့အခုကသူများကိုယ်ကွယ်ယုံကြည်တဲ့ဟာကိုတတ်တတ်ကြီးထိခိုက်စော်ကားထားတာအဲ့တော့ဆက်နားထောင်ကြည့်အောင်နော်မြန်မာနိုင်ငံမှာရှိတဲ့ YouTube channel အကုန်လုံးဖြစ်စီဖြစ်စီဖြစ်စီရမှာမီးရှို့လိုက်ရမှာနော်အဲ့ဒီဗုဒ္ဓမြတ်စွာဘုရားတည်တာသူကတည်သွားပြီတည်သွားတဲ့လူကိုဂုံတော့ဂုံတော့ကိုယီမန်ပြေမထုထားတာနော် ထူထပ်မပြန်တော့ကူကြရပါအကျိုးကျေးဇူးရမှာလေပါအကျိုးရှိမှာလေကြေတော့တဲ့လူကအကျိုးမရှိတော့ဘူးလေတင်းကျဲမှာရောက်နေပြီလေအဲ့ဒါကိုပဲပြန်ပြန်ထူနော်ထူပဲမပြန်ကူကြရဖြတ်တယ်မကြိုက်တဲ့အရာဖြစ်တယ်။မြန်မာနိုင်ငံမှာရှိတဲ့ရုပ်ထုစင်းနုတော်တွေကုန်းဖြတ်စည်းပြရမယ်ဆိုတာကြီးပဲအဲ့တော့ခမားတို့ဘာသာရေးဆရာတွေကဒီကလေးကိုဘယ်လိုများတင်ပေးထားကြတော့ဟွန်းဘယ်လိုများခမားတို့ဘာသာရေးယူဆတွေဘယ်လိုများလက်ဆင့်ကမ်းထားတာတော့ ခရီးဘာသာဝင်ဖြစ်ရင်ပြီးရောလှုပ်ထားတာလားကိုဘာသာတိုးတက်ကြီးပွားဖို့ကိုဘာသာကိုတတ်ဝင်ယုံကြည်သူများလာဖို့အတွက်သူများဘာသာကိုချနှင်းစရာလိုလို့လားသူများဘာသာကိုဒီလိုထိခိုက်စော်ကားလို့ရလားကျွန်တော်တို့နိုင်ငံဟာထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမှာကျွန်တော်တို့နိုင်ငံမှာကိုယ်ွယ်ယုံကြည်မှုတွေနဲ့ပတ်သက်ပြီးတော့လွတ်လပ်စွာကိုယ်ွယ်နိုင်ခွင့်ဆိုတာကိုအပြည့်အဝပေးထားပါတယ်ခရီးယန်ဘာသာပဲဖြစ်ဖြစ်အစ္စလမ်ဘာသာပဲဖြစ်ဖြစ်ဟိန္ဒူဘာသာပဲဖြစ်ဖြစ်အကုန်လုံးကိုလွတ်လပ်စွာကိုယ်ွယ်ခွင့် ရှိပါတယ်လွတ်လပ်စွာကိုးကွယ်လို့လည်းရပါတယ်လွတ်လပ်စွာဘာသာရေးမြူဆွဲခွင့်လည်းပေးထားသလိုတောင် ဖြစ်နေတာနော်အဲ့တော့အိမ်မော်အထိတက်ပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးမြူဆွဲနေတာလဲလိုင်းပေါ်မှာခင်ဗျားတို့တွေ့နေရမှာပါအဲ့တော့ဒါတွေကိုကျွန်တော်တို့ဘာမှပြောထားတာမရှိဘူးအခုကဒီကိစ္စကိုတခုခုတော့ရေးယူပေးဖို့လိုတယ်တခုခုတော့ရေးယူပေးဖို့လိုတယ်ဆိုတာခရီးရန်ဘာသာရေးခေါင်းဆောင်တွေပြီးတော့တရားဟောဆရာတွေဒီကိစ္စနဲ့ပတ်သက်ပြီးတော့ဒီကြက်မပြေကောင်ကို ်ခမ ्या တို့တားဖို့လိုတယ်ခမ ्या တို့ရေးယူဖို့လိုတယ်ထိရောက်တဲ့မြင်သာတဲ့ဟာမျိုးထိရောက်တဲ့မြင်သာတဲ့ရေးယူမှုမျိုးကိုလှုပ်ပေးဖို့ပြောချင်တယ်နော်ထေရဝါဒဗုဒ္ဓဘာသာနိုင်ငံမှာဒါမျိုးစော်ကားလို့မရဘူးနော်ဒီအောင်ကိုရီယက်ရှင်လောက်ရတာလဲတော်တော်ကိုအန္တရာယ်များတဲ့ကိစ္စဗျဒီကိစ္စတွေကပြောမတတ်ရင်ဘာသာရေးထိကုန်းဘက်ကိုသွားနိုင်တဲ့ကိစ္စတွေမိတော့တခုအစပြိုးနိုင်တဲ့ကိစ္စမျိုးတွေဗျအဲ့တော့ဒီကိစ္စကခရိယန်ဘာသာဝင် လူငယ်တယောက်ကဒီလိုမျိုးသူများဘာသာကို စောစောကားကားပြောထားတယ်အဲ့လိုပြောထားတဲ့အတွက်ကြောင့်ခမားတို့ဘာသာတွေကဒီလိုလူမျိုးကိုခမားတို့တေချာထင်းချောင်းအေးယူဖို့လိုမယ်ဆိုတာကို ပြောကျင်တယ်နော်အဲ့တော့ဒီနေရာနေပြီးတော့ခရီးယန်ဘာသာ ဖုံးတော်ကြီးတွေခရီးယန်ဘာသာတဝင်ယုံကြည်သူတွေလူကြီးသူမတွေဗျာစုံမပဲ့ပင်လို့ရမယ်သူတွေဒီဟာကိုတော့ခမားတို့အေးယူပေးပါအဲ့ကျွန်တော်နိုင်ငံမှာခရီးယန်ဘာသာနဲ့ပတ်သက်ပြီးတော့ဆွဲနေတဲ့ကိစ္စတွေကိုလည်းသတိထားဖို့လိုပြီဗျာ ဘာသာဝင်တွေများရင်ပြီးရောအရေးအတွက်များရင်ပြီးရောဆိုပြီးတော့ဒီလိုမျိုးသူများဘာသာကိုစော်ကားမော်ကားနဲ့ပက်ပက်ဆက်ဆက်ပြောဆိုပြီးတော့သာသနာပြုနေပါတယ်ဆိုတာမျိုးတော့လာမလို့နဲ့တော့ဒီကိစ္စကိုခင်ဗျားတို့ရှင်းဒါကကျွန်တော်တို့ဗုဒ္ဓဘာသာမြန်မာလူမျိုးတွေရဲ့အထွတ်မြတ်ထားရာကိုးကွယ်ယုံကြည်ရာတစ်ခုကိုခင်ဗျားတို့ဘာသာကိုဇန်းတင်ခြင်းဇောနဲ့လာနှင်းသွားတာဗျသိလားဒါမျိုးခင်ဗျားတို့သင်ပေးထားတာလား ဒါမျိုးကိုခမရတို့ကိုယ်တိုင်ကလက်မခံဘဲနဲ့ရေးယူပေးပါပြီးတော့ခမရတို့တင်းအိုဆရာတွေတရားဟောဆရာတွေခမရတို့လူကြီးသူမတွေဒီလိုမျိုးဒီကောင်လိုင်းပေါ်မှာတက်ပြီးတော့ဒါမျိုးတွေပြောနေတာကိုခမရတို့မသိဘူးလားတားမဲ့လူမရှိဘူးလားဒီမှာသူ့အကောင့်တောင်းလျှောက်ဗုဒ္ဓဘာသာနဲ့ပတ်သက်တဲ့သူများထွန့်မြတ်ထားတဲ့ကိစ္စတွေကိုပဲတောင်းလျှောက်ပြောနေတယ်ဒီမှာနားထောင်ကြည့်ထပ်ပြီးတော့ YouTube စတဲ့ကိုကိုးကွယ်တဲ့လူတွေကကြည့်လားဖျက်ထင်တာ 进他的，对喏，有都是那个古怪的路的个，进进看下的，大变，的南安马的进进看下的地方，大将军你妈南安马个白多多，巴鲁鲁阿明个撇的喏，阿古都撇的，嗯，就那多哈，阿老对老人呢，西瓜耶，老人呢木瓜，哎，对，阿娘就是的。 ခတ်ခဲတဲ့ဒုက္ခဆင်းရဲခြင်းဖြစ်ပေါ်တဲ့စိတ်တိုက်တဲ့ငလင်ပဲဒုက္ခတွေဖြစ်ပေါ်တဲ့အဲ့ဒါကဖရာတခင်ရဲ့ကျင့်ခြင်းကိုခံရတယ်။ပါကြောင့်ငယ်ဒီဗုဒ္ဓဘာသာတွေကြောင့်ဖြစ်တယ်နော်။ဗုဒ္ဓဘာသာတွေကကုလနဲ့ထုပြီးမှကိုးကွယ်တဲ့အရာဖြစ်တာမို့ကျွန်တော်ကျွန်တော်ခုတို့ပြောတာကဒီဂျမ်ပိုက်ကြောင့်ဖြစ်တယ်နော်။ပြီးတော့ကျွန်တော်အတိအကျပြောပြမယ်နော်။ဂုံဒိုစတာတိလား။ကုံတော်ကိုယီမန်တဲ့ဘာသာတွေကလည်းပုဒ်တာဘာသာဖြစ်တယ်။ကုံတော်စုတကတေသွားတဲ့လူကိုပြောတာ တဲတော့တဲ့လူကိုဂုံတော်ဂုံတော်စတကယုတုစုတို့ယုတုစုတို့တကဗုဒ္ဓဘာသာတွေကိုကိုယ်တဲ့အရာဖြစ်တယ်အဲ့ဒါကလက်ညှစ်ထုထားတဲ့အရာဖြစ်တယ်အဲ့တော့ကျွန်တော်တို့နိုင်ငံမှာကလူတွေရဲ့မပြည့်စုံမှုကိုအခွင့်ကောင်းယူပြီးတော့ဘာသာရေးနဲ့ပတ်သက်ပြီးမြူဆွဲတဲ့ကိစ္စတွေကဘာဖြစ်လာလဲဆိုတော့ဒီလိုမျိုးချက်မပြည့်တဲ့ကောင်တွေဒီလိုမျိုးအောက်တန်းစားတွေဒီလိုမျိုးကိုယ့်ရဲ့ယုံကြည်မှုတစ်ခုကသူများရဲ့ယုံကြည်မှုတစ်ခုကိုမထိခိုက်ရပါဘူးဆိုတာမျိုးလောက်အခြေခံလောက်တောင်မသိတဲ့ ပေါလို့ဘဲစားတွေကိုမွေးဖွားပေးလိုက်တာပဲဗျအဲ့တော့ကို့ဘာသာ ကို့သာသနာကို ကို့ဘက်ကိုစိတ်ကြိုက်လှုပ်ပါသူများကိုတိခိုက်အောင်လှုပ်ပြီးတော့မှကို့ရဲ့ဘာသာသာသနာထွန်းကားပြန့်ပွားတယ်ဆိုတာမျိုးကအင်မတန်အောက်တန်းကျတယ်လို့ရပါအဲ့တော့ဗုဒ္ဓဘာသာနဲ့ပတ်သက်ပြီးတော့ဖျက်လို့ဖျက်စီးပြောထားတာတွေနဲ့ပတ်သက်ပြီးတော့ခရိယန်ဘာသာတစ်ခုလုံးကိုကိုစားမပြုတ်ဘူးဆိုတာကိုကျွန်တော်သဘောပေါက်တယ်တော်တော်များများလဲနားလေတယ်အဲ့ဒီတော့ပြုတ်လုပ်တဲ့သူကိုပဲအရေးယူဖို့လိုပါမယ် ပြုလုပ်တဲ့သူကိုထိန်းចောင်းနေတဲ့သူတွေတင်ပြပေးတဲ့သူတွေလမ်းညွှန်ပေးတဲ့သူတွေကိုးကွယ်ယုံကြည်တာကိုပြတ်တပေးနေတဲ့သူတွေကအရေးယူပေးပါဒါကိုပဲထပ်ပြီးတော့ပြောချင်ပါတယ်အဲ့လိုမှမဟုတ်ဘူးဆိုလို့ရှိရင်တော့ပြဿနာကဒီထက်ပိုပြီးကြီးထွားလာနိုင်ပါတယ်ဘာဖြစ်လို့လဲဆိုတော့ဒါကရွယ်ချက်ရှိရှိလုပ်နေလို့ဆိုတာသိတာပါတယ်ဒီမှာအကောင့်ပါเนาะဗီဒီယိုဖိုင်တွေလည်းတော်တော်များများတင်ထားတယ်တင်လိုက်တဲ့ဗီဒီယိုဖိုင်တွေကလည်းကျွန်တော်တို့ဗုဒ္ဓဘာသာကိုတိကျနဲ့နာစေမဲ့ညှင့်နွမ်းစေမဲ့ကိစ္စတွေ ူအများအထင်မြင်သေးစေမယ့်ကိစ္စမျိုးတွေကိုပဲတောက်လျှောက်ပြောထားတာပါအဲ့တော့ဒီကိစ္စကို အရေးယူပေးပါဒီနေ့တော့ line ပေါ်မှာတက်ပြီးတော့ဗုဒ္ဓမြတ်စွာဘုရားဆင်းသူတော်ကိုဖျက်လို့ဖျက်စီးလှုပ်ပြကမယ်လို့မီးရှို့ပြကမယ်လို့ဓာတ်နဲ့တစ်ခုတ်ကမယ်လို့ခြေနဲ့နင်းရမယ်လို့အဲ့လိုပြောဆိုတဲ့ video file လေးနဲ့ပတ်သက်ပြီးတော့အရေးယူဖို့ကိုတိုက်တိုက်တွန်းတွန်းပြောလိုက်ပါပြီနော်အဲ့တော့ကျွန်တော် channel ကိုကြည့်နေတဲ့ viewer တွေလည်းဒီကိစ္စနဲ့ပတ်သက်ပြီးတော့ why one speak out လုပ်ပေးဖို့လည်းပြောချင်တယ် ။ဘာဖြစ်လဲဆိုတော့ဒါကသွေးတိုးဆန်းတဲ့သဘောလို့ကျွန်တော်ယူဆပါလေ။ဒီလိုမျိုးဗာမဟုတ်တဲ့ကောင်ကလုံနေတာကိုဒီတိုင်းလှုပ်ပေးထားလိုက်မယ်ဆိုလို့ရှိရင်သွေးတိုးဆန်းတဲ့သဘောနဲ့ထပ်ပြီးထပ်ပြီးတော့စော်ကားလာမာတွေကိုစိတ်ပူရတဲ့အတွက်ကြောင့်ဒီဗီဒီယိုလေးကို reaction လုပ်ပေးရရချင်းဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော် channel ကိုကြည့်နေတဲ့ viewer တွေလည်းမိမိတို့ဘာသာတာသနာထဲမှာရှိတဲ့အတွင်းရန်တွေကိုရှင်းထုတ်ပြနိုင်တဲ့သူတွေအပြင်ရန်ကိုကာကွယ်တားဆီးနိုင်တဲ့သူတွေဖြစ်ပြီးတော့ဘာသာတာသနာကျိုးတည်ဖို့နိုင်တဲ့သူတွေဖြစ်ကြပါစေလို့ဆုတောင်းလိုက်ပါတယ်။ကျေးဇူးတင်ပါတယ်ကျွန်တော်ကွီးစော်ပါ။